အလိုအလုံးမင်္ဂလာပါဒီတော့ကျွန်တော်တို့ဒီတစ်ခေါက်မိတ်ဆက်ပြီးမှာတော့ DC Power Station လေးပဲဖြစ်ပါတယ်ဒီ DC Power Station လေးမှာဆိုလို့ရှိရင်ရှေ့မှာဆိုလို့ရှိရင်ဘက်ထရီအင်ဒီကေတာပါမယ်ဖုန်းအားသွင်းလို့ရမယ်ဒါ20ကိုချက်ပေါ့နော်အမြန်အားသွင်းစနစ်ပါတယ် USB နှစ်ပေါက်ပါမယ်အဲအနောက်မှာဆိုလို့ရှိရင် EVC နဲ့အားသွင်းလို့ရမယ် charging နှစ်ပေါက်ပါမှာပဲဖြစ်ပါတယ်ဒါရှေ့မှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ DC ချက်ပေါ့နော်၃ခုရှိတယ်စတိရောင်းနေအဲ့ဒါလေးရပါဖြစ်မှာလဲဆိုတော့သူက12 ဒါဆက်နက်ဖို့ထွက်မှာဖြစ်ပါတယ်တွဲဖို့ဆက်နက်ဖို့ဗားလေးသုံးလို့ရတယ်ဆိုတော့ကျွန်တော်တို့ wifi သုံးခြင်းလည်းသုံးလို့ရမယ်ပြီးရင်ကျွန်တော်တို့တွဲဖို့ပံကားလေးသုံးခြင်းလည်းသုံးလို့ရမယ်အာပြီးလို့ရှိရင်ကျွန်တော်တို့တွဲဖို့ပြီးလုံးနေတဲ့အသုံးပြုလို့ရပါမယ်ခင်ဗျာဗတိနေနေရတော့တော့ကျွန်တော်တို့2600 mAh ကိုကျွန်တော်တို့အာငါးလုံးပေါ့နော်ငါးလုံး 3C ကျွန်တော် CD ဆက်တာတော့အားလုံးပေါ့15လုံးပေါ့နော်အေးနေပြမှာဆိုတော့ဟောပါပေါ့နော် 73အေးပဲဖြစ်ပါတယ်ဒီဟာလေးကဈေးနှုန်းနဲ့တင်နေပါတယ်ကျွန်တော်တို့အဓိကတော့ဒီကွန်ရတိုင်းတို့အကင်တိုင်းတို့မှာအသုံးပြုဖို့အတွက်နေရမိတ်ဆွေမှာလာတာဖြစ်ပါတယ်ဆိုတော့ဈေးနှုန်းလည်းတင်နေပါတယ်တစ်လုံးပေါ်မှာတသိန်းနဲ့2000ပဲရှိပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ် Randy ရဲ့6လပါပါသေးတယ်